လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ခန့်ကဖြစ်ပါတယ်။တခုတော့ညမှာ30မျိုးအနောက်ပဲရွာမလေတာတိုက်ဖုံးကြီးကျောင်းမှာကပ်ပီယာလုံနေတယ်။ကျွန်ုပ်ဟာအိတ်မပြောသေးတာကြောင့်မှန်မီးရိတ်နဲ့မဂဇင်းစာဝေါင်းတစ်ခုကိုဖတ်ရှုနေမိပါတယ်။အဲဒီအချိန်မှာပဲအတော်ညံ့နေပြီလို့ဆိုရမှာပါ။လာဇန်းရဲ့လည်းဖြစ်တာကြောင့်အပြင်ဘက်မှာတော့လရောင်နဲ့မှုံပြပြလေးတော့ရှိနေပါသေးတယ်။အဲဒီအချိန်မှာလေတာတက်ကြောင်းအရှိဘက်စီကနေမိန်ကလေးတယောက်ရဲ့တခြင်းဆူတန်ကိုကြားလိုက်မိပါတယ်။0ကွင်းဟာ30ကျောင်းကမ်းမမှာရှိပါတယ်။ ဇီးသီးအချို့ပဲဇီးသီးအချိန်မနစ်များစွာပေါက်ရောက်နေတာကြောင့်ဇီရိုကွင်းလို့လည်းခေါ်ဆိုကြပါတယ်ဇီရိုကွင်းရဲ့တောင်ဘက်ရံမှာတော့အလယ်တိုက်ဘုံကြီးကျောင်းရှိတာကြောင့် ဇီရောကွင်းဟာတာသနာဝက္ကဒအမည်ဖြစ်ပါတယ်ဇီရောကွင်းထဲမှာတော့တရက်ပေများစွာလည်းရှိနေပါတယ်တကယ်တော်ကြီးမြတ်မဲ့တရံကိုစောင်းနေတဲ့ကွင်းကြီးကြီးလို့လည်းဆိုရမှာပါဇီးသီးမဲ့တဲ့အချိန်မှာဆိုရင်ရွာကန်ကလေးတွေနဲ့အခြားရွာကလေးတွေဟာဇီရောကွင်းကိုလာရောက်ကြပြီးတော့ဇီးသီးကောက်ကြပါတယ်အရိကာလမှာတော့ចောင်းသားများဟာចောင်းပြေးပြီးတော့ဇီရောကွင်းကိုလာရောက်တာကိုကျွန်ုပ်မြင်တွေ့ခဲ့ပူပါတယ်ညနေကျမှဟန်မပြက်အိမ်ကိုပြန်သွားကြပါတယ်အခုလိုညချိန်မျိုးမှာတော့ဇီရောကွင်းဟာမဲမောင်နေပါတယ် ဘသူမှဖြတ်သွားဖြတ်လာတော့မပြုတ်လို့ရဲကြပါဘူး။ဇီရိုဝင်းထဲမှာဇေဒီပရိုးပြက်တွေများစွာရှိနေပါတယ်။30ချောင်းရေကနစ်စင်တိုက်စားလျက်ရှိရာဇေဒီပရိုးပြက်တွေဟာကံမပြူတဲ့ခါတိုင်းမှာရေရောက်ကိုငုံရှိုးသွားရပါတယ်။ဇီရိုဝင်းထဲမှာအခုလိုမျိုးတချင်းစုတံမျိုးကိုတစ်ခါမှမကြားဘူးတာကြောင့်ကျွန်ုပ်ကအံ့ဩနေမိပါတယ်။ဘလို့မိန်းကလေးမျိုးကဒီဇီရိုဝင်းထဲကိုလာပြီးတော့တချင်းစုနေပါလိမ့်လို့လည်းတွေးနေမိပါတယ်။တချင်းစုတံကပေါ်လာလိုက်ပျောက်သွားလိုက်နေဆိုတော့ကျွန်တော်စဉ်းစားစရာဖြစ်လာခဲ့ရပါတယ်။ကျွန်ုပ်မှာတော့စာဆက်မဖတ်နိုင်အောင်ပဲဖြစ်သွားခဲ့ရပါတယ်။အဲဒီတချင်းစုတံကိုရွာတွေကလူတွေလည်းကြားနိုင်လို့ င်မယ်လို့ကျွန်ုပ်ကထင်နေမိတာပါချစ်တဲ့သူပြန်လာလိမ့်တော့မျော်ကိုစောင့်စားသူတို့ရဲ့ရင်နှွေးခံစားချက်ကိုဖွဲ့ဆိုထားတဲ့တချင်းမျိုးဖြစ်နေတာကိုကျွန်ုပ်သိလျက်ရပါတယ်ကျွန်ုပ်ကိုယ်တိုင်ကလည်းမဒယ်လင်ကိုကောင်းစွာတီးခတ်တဲ့သူဖြစ်တဲ့အခါမှာတော့မြည်သည့်အတန်ပေါင်းနဲ့တီးဆိုနေတာကိုအတက်သိနေခဲ့ပါတယ်တချင်းစာသားတွေကအလွမ်းဘက်ကိုအပြုတ်လွန်းလာပါတယ်ကျွန်ုပ်အနေနဲ့တော့0တွင်းကိုတွားကြည့်ရင်လည်းမဖြစ်နိုင်ပါဘူး။ကျောင်းနိုင်ဆရာတော်ဖျားကြီးတည်သွားရင်လည်းအပြစ်တင်မှာစိုးရပါရဲ။ဟဲ့ကပ္ပိယာကြီး0တွင်းနဲ့ကိုဘာသွားလုပ်တာလဲ။ အဲဒီလိုမေးလာခဲ့ရင်တော့ကျွန်တော်ဘလို့ပြန်ဖြေရမယ်ဆိုတော့မစင်းစားတတ်ပါဘူးတကယ်တော့ကျွန်တော်ကဘုန်းကြီးကျောင်းဝေယဝစ္စကိစ္စအားလုံးကိုဆောင်ရွက်ပေးနေရသူမဟုတ်လားရခင်ကကျွန်တော်ကအညာဒေသကဘုန်းကြီးကျောင်းတစ်ကျောင်းမှာနေခဲ့ပါတယ်ဆရာတော်ဘုရားကြီးပြည်လုံးတော်မူသွားချိန်မှာတော့ဟဲ့ကပ်ပြတ်တဲ့အောင် တကယ်လို့များဘုန်းကြီးပြည်လုံတော်မူသွားရင်အောက်ပြည်အောက်ရွာကငါတပည့်ဘုန်းကြီးကျောင်းမှာသွားနေကြေကွအဲ့လိုမိန့်မာခဲ့ပါတယ်။တနေ့ခန့်ကြတဲ့အခါမှာတော့ဆရာတော်ဘုန်းကြီးဟာနှလုံးရောဂါနဲ့ဘဝနဲ့ထံကိုပြည်လုံတော်မူသွားခဲ့ပါတယ်။အရိကမှာကျွန်ုပ်ကလည်းလေသာကျောင်းတိုက်ကိုစုံစမ်းပြီးတော့လာခဲ့ခြင်းဖြစ်ပါတယ်။လေသာတကျောင်းဆရာတော်ကသဘောမနှောကောင်းလာပါတယ်။သူ့ဆရာရဲ့တပည့်မို့ခွင့်ပြုလက်ခံပေးခဲ့ပါတယ်။စွန်ကုန်ကိစ္စကိုကျွန်ုပ်စိတ်တမ်းကြဆောင်ရွက်စေပါတယ်။ကျွန်ုပ်ကရွာထဲကိုပင်သွားလေသွားထားမှရှိပါဘူး။ အဲ့ဒါကြောင့်ចောင်းကိုလာတတ်တဲ့យွာသူយွာသားလောက်ကိုသာကျွန်ုပ်ကသိနေခဲ့ပါတယ်ကျွန်ုပ်ကလည်းမနဲ့စောဤထကဆိုရင်ချက်ရမှာဖြစ်တာကြောင့်ဖះရှိခိုးပြီးတာနဲ့အဲ့ရတဲ့ကိုဝင်လာခဲ့လိုက်ပါတယ်အာယုံမရောက်မီမှာပဲအဲ့ရမှာနိုးလာခဲ့တဲ့ခါမှာတော့ဘုန်းကြီးចောင်းသားကိုနှုတ်ရပါတယ်ဟဲ့မောင်ចောင်းသားအဲ့ရအထတော်လေအာစိုးရှိတယ်မဟုတ်လားကပ္ပိယာရဲ့အဲ့ချင်မူလူတန်နဲ့ပြောရကျွန်ုပ်ကလည်းမင်းအဲ့ချင်နေသေးရင်လည်းမင်းရဲ့သဘောပဲလေဘုန်းကြီးကျိန်လုံးမကြောက်ဘူးဆိုရင်ပေါ့ထားပါပြီဗျာထားပါပြီကပ္ပိယာရဲ့ ုံကြီးချိန်လုံးတော့ကြုတ်လဲကြောက်တယ်ဗျအဲလိုဆိုကဥက္ကံမှာမျက်နှာသွတ်တက်ပါတယ်ကျွန်တော်ကလည်းစွန့်ချက်ရုံဘက်မှာစွန့်ချက်ရင်ကနေပြီးတော့ညကတချင်းဆိုတန်ကြားခဲ့ရတဲ့0ခွင့်ဘက်ကိုလှမ်းကြည့်လိုက်မိပါတယ်ဇီရောခွင့်ဟာအမောင်ထဲမှာတိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်ကျွန်တော်ကလည်းစွရင်းကြက်တံနဲ့တပြိုင်နက်တည်းစွန်းပွဲပြင်ထားလိုက်ပါတယ်အဲဒီနောက်မှာတော့တုံးမောင်းခောက်ပါတယ်တန်ဃာတော်တွေကိုစွန်းဖုံးပေးနေစင်မှာလဲလိုအပ်တာတွေကိုဆောင်ရွက်ပေးရပါတယ်ကပ္ပိယကြီးညအတော်တော်နဲ့မိတ်ဘူးထင်တယ်မှန်ပါဗျာ ညာတပည့်တော်စာဖတ်ကောင်းနေလို့ညစ်နေသွားပါတယ်အေးရေးပြမခံနဲ့လေကပ္ပယာကြီးရဲ့မနဲ့အစိုးကြီးဆွထားကြရတာမလားမှန်လားပါဗျာကဲကဲမနဲ့စာစားလိုက်အောင်ကပ္ပယာကြီးကျွန်တော်ကမနဲ့စာစားပြီးတာနဲ့နေ့လေဆွန်းအတွက်ပြင်ဆင်ချက်ပြုတ်ရပါတယ်ဒီလိုနဲ့ပဲညဘက်ကိုရောက်လာတဲ့အခါမှာတော့ကျွန်တော်ကညစာစားပြီးတာနဲ့စေးတံနဲ့ဗာဂျီးနီးယားစေးမုန့်တွေကိုထည့်ပြီးတော့တောက်နေမိပါတယ်။စေးတံရိုးကိုပစောင်းမှာကိုက်ပြီးတော့စာဖတ်နေရတဲ့အရာသာကိုကျွန်တော်ကအထူးခုံမင်ပါတယ်။အခုလိုချိန်ခါမျိုးညဘက်တွေမှာတော့ရွာတွေကဦးအေးဆောင်ကကျွန်တော်နဲ့စကားဆမြင်လာပြောလို့ရှိရာ ကျွန်ုပ်ကလည်းစာဖတ်နေရင်ကနေကျမ်းပေါ်ဝဘက်ကိုလမ်းကြည့်နေမိပါတယ်ကျွန်ုပ်ကစာဖတ်နေရင်ကနေညှင်းနဲ့လာတာကိုပင်သတိမထားမိလိုက်ပါဘူးအရင်အချိန်မှာပဲ0ကွင်းထဲကနေတချင်းဆိုတဲ့တက်တဲ့ကိုကျွန်ုပ်ကြားလာမိပါတယ်ကျွန်ုပ်ကဖလက်ဆာစာအုပ်ကိုဘေးကိုချထားကကြောင်းရှိကိုထွက်လာခဲ့လိုက်ပါတယ်။တခြင်းတန်ကိုပြပြတက်တက်ရရပါတယ် တချင်းစာသာဟာလွမ်းစရာဆွေးစရာတွေနဲ့ပြည့်နေခဲ့ပါတယ်။တချင်းစုတန်းကိုကြားရရုံနဲ့ငယ်ရွယ်တဲ့မင်းကလေးတူဖြစ်မှလည်းခံမှန်းလို့ရပါတယ်။အဘယ်သူသောအကြောင်းကိစ္စများကြောင့်ဇီရိုကွင်းကိုလာတာတချင်းစုနေပါလိမ့်လို့လည်းကျွန်တော်ကမစီမဆိုင်တွေးနေမိပါတယ်။ကျွန်တော်မှအသက်ရွယ်ကိုပဲမင်းလျော်ကဇီရိုကွင်းထဲကိုတွားရောက်ကြည့်ရှုခြင်းစိတ်တွေဟာဖြစ်ပေါ်လာမိပါတယ်။တို့ပဲမလဲအဲ့ဒီလိုတော့မဖြစ်သေးပါဘူး။ဆရာတော်တည်သွားရင်တမျိုးတမျိုးထင်သွားမှာကိုလည်းစိုးရိမ်လာကြောင်ဖြစ်ပါတယ်။ဆရာတော်ဗျာ ဇီရိုခွင့်နဲ့ကဇီဒီပထိုးပြက်တွေကိုမြေသူတွေကတီထားကိုးဝယ်ခဲ့ရလဲဖေ။ကျွန်တော်ရဲ့ရှောက်တင်ချက်ကိုကြားရတော့ဆရာတော်ဟာဒီကပ္ပယာရင်ဒီเจ้าကိုဘာလို့မေးပါလဲဆိုတဲ့အတွေ့အမျိုးနဲ့ကျွန်တော်ရဲ့မျက်နှာကိုစူးစိုက်စွာကြည့်နေခဲ့ပါတယ်။ဘာဖြစ်လို့လဲကပ္ပယာကြီးရဲ့သိချင်လို့ပါဗျာ။အေးသိချင်တော့လဲပြောပြရတာပေါ့ကွယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီဇီရိုခွင့်နေရာမှာတောင်းုံနေရာကြီးဖြစ်နေခဲ့တာ။လူသွားလူလာရောက်ပေါက်ကလည်းနဲလာတယ်ကွယ်။တေဝါပေါ်တဲ့နေရာဖြစ်တာကြောင့်မလို့ တစ်ဝါလိုရှိတဲ့အခါတစ်ဝါတွေခုတ်ဖို့အတွက်လူတွေလာရောက်ကြတဲ့နေရာလိုဆိုကြတယ်။အဲဒီချိန်တော့အရှိရနေတဲ့နောက်ကိုဖြတ်တန်းစီးစင်းနေတဲ့30ချောင်းဟာ0ကွင်းလိုဖြစ်ပေါ်လာမဲ့နေရာနဲ့အလန်းဝေးလွန်းလာတယ်။30ချောင်းဟာအနောက်ဘက်ကိုဆက်လက်စီးစင်းသွားရာတောင်မြောက်စီးစင်းနေတဲ့မြစ်မခမြစ်တဲကိုစီးဝင်လေတယ်။မြစ်မခမြစ်ရဲ့တစ်ဖက်ကမ်းမှာတော့ဆွေရွေးမြို့ဆိုတာရှိရဲ။ရှေးမြမဘရင်များလက်ထက်ကမြစ်ကမ်းသားမြို့တော်ဖြစ်ခဲ့တယ်။လေကြီးတွေနဲ့ကုန်စီကူးတန်းရောင်းဝယ်ရာမှာလဲစိတ်ကမ်းမြို့ဖြစ်တတ်မှတ်ထားတယ်။ လူနေအိမ်ကြီးတွေလည်းများစွာရှိပြီးတော့အထုစီကားခဲ့တယ်ကွယ်ရှင်းမြမမင်းတပါမြင့်မခမြင့်30ချောင်းရိုတိုင်းရဲမက်ပူပါတယ်မင်းသားမင်းသမီးငယ်တွေနဲ့အတူစံတက်လာခဲ့တယ်အခု0ကွင်းဖြစ်ပေါ်လာမယ့်အရက်ကိုရောက်တဲ့အခါတစ်ပင်ဝါးပင်တွေကိုခုတ်တွင်ရှင်းလင်းစေပြီးတော့ယာယီထင်းနှက်ဖြင့်စံမျက်နှာမူခဲ့တယ်အဲဒီတော့က30မျိုးဆိုတာတည်ရှိနေပြီလားမရှိသေးဘူးလားဆိုတာတော့အတက်မပြောနိုင်သေးဘူးမြမဘရင်တပါးက0ကွင်းနေရာမှာစံမျက်ရတာပျော်ပိုက်တာကြောင့် ဒီနေရာမှာဇီရီပထိုးတွေတည်ထားကိုးကွယ်ခဲ့တယ်မြန်မာပြည်နဲ့အပေါင်းပါတွေကလည်းဇီရိုကွင်းနေရာမှာလာပေါင်းများစွာနေထိုင်ပြီးတော့မှမြစ်မခမြစ်ကိုလောင်းလေတွေနဲ့စုံစင်းသွားခဲ့ကြတယ်နှစ်ပေါင်းများစွာကြာပြီဆိုတော့ဇီရီပထိုးတွေလည်းဟောင်းနှွမ်းပျက်စီးကုန်ကြပြီကွယ်30ချောင်းကလည်းနစ်စင်ရေတိုက်စားပြီးတော့ကမ်းမပြိုတာကြောင့်မလို့ဇီရိုကွင်းထိကိုရောက်လာတယ်တချို့ဇီရီတော်တွေကချောင်းရေတိုက်စားလို့ကမ်းမပြိုတဲ့ထဲကိုပါသွားကြတယ်ချောင်းရေအလင်းကလည်းပြင်းထန်တော့ ချောင်းကန်နာဇီရီတွေကမပြိုကျမပြည့်စည်အောင်ကာကွယ်ဖို့ဆိုတာလည်းမလွယ်လပါဘူးအခုကပ္ပိယီဖူးတွင်းနေရတဲ့ဇီရီတော်ဟာရှီအောင်တမိုင်းဝင်ဇီရီပဲ30မျိုးရဲ့တက်တန်းအရှိအကြဆုံးသောဇီရီပထိုးတွေတွေကတခုပဲဇီရီပထိုးအောင်နဲ့ရေတိုက်စားလို့ပြိုကျပြည့်စည်သွားတဲ့ခါတွေမှာဇီရီပထိုးအတွင်းမှာထာပနာထားတဲ့ဗုဒ္ဓရုပ်ပွားတော်တွေရှေးခေတ်ငွေရင်းကားတွေကိုရွာသားတွေကတွေ့လို့ဆရာတော်စီမှာလာရောက်အနန္တထားလို့ဖះရကန်းထဲမှာအပူဇော်ခံထားတာကပ္ပိယီအမြင်မဲမဟုတ်လား တချို့ရွာသားတွေကလောဘစိတ်နဲ့ထာပနာပစ္စည်းတွေကိုရောင်းစားခဲ့လို့ဒုက္ခတွေ့ရတဲ့တာရကရည်လည်းရှိခဲ့တယ်။အဲ့လိုမျိုးတွေလောက်တာတွေကဘေးတင့်တတ်တယ်လေ။ကပိယကြီးလည်းဒီဘုန်းကြီးကြောင့်ရောက်နေကြပါပြီ။အခုမှဘလို့စိတ်ကူးပေါက်ပြီးတော့မင်းမြတ်ရရလဲ။ဆရာတော်ကြီးကကျွန်တော်ကိုရှင်းလင်းပြပြပြီးတဲ့နောက်မှာတော့မောပန်းသွားဟန်ရှိပါတယ်။အဲ့နောက်မှာတော့ကျွန်တော်ကဆက်လက်ပြီးတော့ဒီရှင်းအောင်စီဒီပထိုးတွေကိုပြုတ်ပြမဲ့အလူရှင်တွေပေါ်ပေါက်လာလို့ရှင်ဒီနေမြေမှာဗုဒ္ဓသာသနာပို့ပြီးတော့ပွင့်လန်းလာမှလို့တွေးမိလို့ပါဗျာ။ အေးတနေ့နေ့တစ်ချိန်ချိန်မှာတော့ပေါ်လာမှာပေါ့ကပ္ပယာကြီးရဲ့ကဲကဲဘုန်းကြီးလဲရွာတဲ့ဘက်ကိုစွန့်ခံကြွလာအောင်ပဲကွယ်တင်ပါဗျာကျွန်တော်ကလည်းကြောင်းတွင်းမှာမိုက်ဒရိုက်တွေကိုလဲခြင်းရန်တပြက်စီကိုကင်ပြီးတော့ထွက်လာခဲ့မိပါတယ်ဖြိုးကပ္ပယာကြီးကပ္ပယာကြီးညမောင်ပြောချိန်မှာတော့ကြောင်းမို့ကိုတက်လာတဲ့ခြေတံတွေနဲ့တူခေါ်တံတွေကိုလည်းကျွန်တော်ကြားလိုက်မိပါတယ်လာကိုကြီးဆောင်ကြီးနေကောင်းသွားပြီလားဗျာအေးဗျာနေမကောင်းလို့ကြောင်းအောင်တော့မလာနိုင်ဘူးဗျဆရာတော်ရော် ဆရာတော်ကမနေ့ကရဲ့မျိုးရဲစွန်းစားကြွားအောင်မလို့ကျင်းဆက်နေကြပြီဗျဆရာတော်ကအသက်ရရလာပြီမလို့ကိုရင်လေးကိုရွာထဲစွန်းခံခိုင်းဖို့ရှောက်တာလက်မခံဘူးဇင်းညံလျှောက်လို့ရနေတဲ့များစွန်းခံမှာပဲတဲ့ကျွန်ုပ်စကားကြောင့်ကိုကြီးဆောင်ကခေါင်းဆက်ဆက်ညိတ်နေခဲ့ပါတယ်ဆရာတော်ကရှေးတန်ကတော့ကြီးတိုင်ဆောင်ရွက်ချင်တာ哦ဆရာတော်ကရှေးတန်ကတော့ကြီးတိုင်ဆောင်ရွက်ချင်တာ哦ဟုတ်တယ်ဗျဒါနဲ့ကိုကြီးဆောင်ကိုမေးစရာတခုရှိတယ်ဗျကိုကြီးဆောင်ရဲ့အိမ်က0ကွင်းနဲ့နီးရမို့လား အဲ့လိုဆိုလိုက်တဲ့ကကိုအေးဆောင်ကဗာများပါလေဆိုတဲ့အတွင်းနဲ့ကျွန်တော်ဆက်ပြောမယ့်စကားကိုမျှော်လင့်နေပါတယ်။ည7နာရီလောက်မှာ0ဝင်းနဲ့ကမိန်းကလေးတယောက်ရဲ့တချင်းဆိုတဲ့ကိုကြားမိတာ2ရက်ရှိနေပြီဗျ။ဘယ်သူဘွားလဲဆိုတာကျွန်တော်သိချင်လို့တွားကြည့်နေတာ။ဆရာတော်ကြီးသိလို့ရှိရင်လေဟို ကျွန်ုပ်ကစကားကိုမဆက်ဘဲနဲ့ရက်လိုက်ပါတယ်။ဦးအေးဆောင်ကတော့နားလဲသဘောပေါက်ပြီးတော့ခေါင်းငိမ့်ပြတာကြောင့်ပဲဖြစ်ပါတယ်။ကျွန်တော်လည်းအဲ့ဒီလိုတချင်းစုတန်းကိုကြားမိနေရကြားပြီးဗျ။အဲ့ဒီလိုမျိုးဦးအေးဆောင်ကပြောလိုက်တဲ့အခါမှာတော့ကျွန်တော်ကဟုတ်သလားဆိုတဲ့အမူအရာနဲ့အံ့ဩသွားမိပါတယ်။ပြောစမ်းပါဦးဗျ။တချင်းစုတန်းကြားပေမဲ့0ဝင်းနဲ့တော့မသွားရပါဘူးဗျ။ ဘာဖြစ်လို့လဲဗျာကျွန်တော်ကအဲ့လိုမေးလိုက်တဲ့အခါမှာတော့အိမ်ကမိမတမျိုးတမျိုးထင်ပြီးပြဿနာရှာမှစိုးလို့ပါဗျာအဲ့လိုပြောလာတာကြောင့်ကျွန်တော်ကအံမထွက်နိုင်အောင်ရေနေမိပါတော့တယ်ဟေးဗျာကျွန်တော်ကတော့တချင်းတန်ပြပြတတကြားမိပြီးကြတဲ့ကဒူလောဒူလောဖြစ်နေရဗျာအဲ့0ဝင်းနေကညဘက်ဆိုရင်အော်ဟေးညင်ညူတန်နေတော့ကြားရတယ်လို့ရွာသားတွေကပြောမှုတယ်ဗျာတခါတော့လည်းတည့်ရလေးပင်ရွာထုံးမောင်ဟာရွာမရွာခင်ဝင်းမှာရက်တောက်ပြီးတော့0ဝင်းကိုဖြတ်ပြီးတော့ရွာကိုပြန်လာခဲ့တာဗျာ ဇီရောခွင်းထဲကိုရောက်တာနဲ့သူ့ရှေ့ကဖျက်လျှောက်သွားတဲ့မိန်းကလေးတူကိုလိုက်အောင်အောင်မှတွေ့လိုက်ရတယ်။ဟဲ့ကောင်မလေးနင်ကဘယ်သွားမလို့လဲ။ခင်ဝင်းကနောက်ကနေလိုက်ပြီးတော့အဲ့လိုမေးလိုက်ပါတယ်။မိန်းကလေးကဘာမှပြန်မပြောပါဘူး။ချောင်းစင်းလန်းတိုင်းလျှောက်သွားခဲ့ပါတယ်ဒီကောင်မလေးကွာညဘက်ကြီးဘယ်လိုသွားမလို့လဲမသိပါဘူးအဲဒီလိုမျိုးခင်ဝင်းကတယောက်တည်းပြောဆိုပြီးနောက်ကနေလိုက်သွားတဲ့အခါမှာတော့မောင်ရည်တဲကိုရောက်မှာတော့ရှေ့မှာသွားနေတဲ့မိန်းကလေးကပျောက်ချင်းမလားပျောက်သွားခဲ့ပါတယ်ခင်ဝင်းကလည်းသပင်မွေးတွေထောင်သွားခဲ့ပါတယ် အရက်မူးနေတဲ့အချိန်လေးပဲပျောက်သွားခဲ့ရပါတယ်။ခင်ဝင်းကချောင်းထဲကိုဟူကြည့်တီကြည့်နဲ့တစ်ဖက်ကမ်းမဘုံကိုပြေးတက်လာခဲ့လိုက်ပါတယ်။ဟဲ့ဟောခင်ဝင်းကြောင်နောင်နောင်နဲ့ဘာဖြစ်လာလဲကွာ။အိမ်ရောက်တာနဲ့မျက်လုံးဝိုင်းသားနဲ့ဘာစကားမှမပြောဘဲငြိမ်နေတဲ့ခင်ဝင်းကိုသူ့ကိုလိုက်တို့ဝါမေးလိုက်တာပါ။ဟိုပါလေဟို0ဝင်းထဲမှာကောင်းမလေးကောင်းမလေးအေးကောင်းမလေးကဘာဖြစ်တယ်လဲ။ ကောင်မလေးကျွန်တော်ရှင်းရတယ်ဖြတ်သွားရင်နေကနေပျောက်သွားတာဗျာဟာမင်းအရက်တွေတအားမူးလာပြီးတော့မြင်ကြရတယ်မြင်လာပြီနဲ့တူပါတယ်ကွာအဲ့လိုမျိုးသူ့ကိုကပြောလိုက်တဲ့အခါမှာတော့ခင်ဝင်းကမခံကျင်စိတ်တွေဖြစ်သွားပြီးတော့အိတ်ရတဲ့ကိုဝင်းကအိတ်ဆက်လိုက်ပါတော့တယ် အဲ့လိုဖြစ်ပျက်မျိုးကြီးတော့ကြားဘူးတယ်ဗျာ။ကဲညာလည်းနဲ့လာပြီကပ္ပရာကြီးလည်းမနဲ့ဆွတ်ထားကြအောင်မမို့လား။ကျွန်တော်ကဥွေးဆောင်ပြန်သွားနဲ့အိရာတွေကိုဝင်ခဲ့ပြီးတော့တဏီကိုပင်မန်းထားတာမလို့ခေါင်းချတာနဲ့အိပ်ပျော်သွားခဲ့ပါတယ်။ဘာမှတော့မကြားလိုက်ဘူးထင်မိပါတယ်။နားထဲမှာဥစီပုံမုံတန်နေကြားရတာကြောင့်ကျွန်တော်ကလည်းအိရာကနေလန်နိုးသွားခဲ့ရပါတယ်။အသေးချာနားဆွင့်ကြည့်လိုက်တဲ့အခါမှာတော့0ကွင်းထဲကကြားရတဲ့အတန်တွေဖြစ်နေမှသိရပါတော့တယ်။ကျွန်တော်ကလည်းကြောင်းရှိကိုထွက်လာခဲ့မိလိုက်ပါတယ်။ဇီရိုကွင်းထဲကိုအာယုံစူးစိုက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာတော့ဇီရိုကွင်းထဲမှာမီးတို့အယောင်များကိုလှမ်းမြင်နေရပါတယ်။ အမောင်ထဲကိုကြည့်မိတဲ့အခါမှာအိုးစီတန်းတွေကရုတ်ချီးပြောက်ွယ်သွားခဲ့ပါတယ်။အမောင်ထဲကိုကြည့်နေမိစင်မှာပဲအိုးစီတန်းတွေကရုတ်ချီးဆိုသလိုပြောက်ွယ်သွားခဲ့ပါတယ်။ငါစိတ်တွေများခြောက်ချားနေရများလား။အဲဒီလိုမျိုးကျွန်ုပ်ကိုကျွန်ုပ်တော့ပြန်တွေးနေမိပါတယ်။အဲဒီချိန်မှာပဲကျွန်ုပ်ရဲ့နောက်နာကနေခြေတံကြားမိတာကြောင့်လှည့်ကြည့်လိုက်မိပါတယ်။ဘာဖြစ်လို့လဲကပိယာကြီးရဲ့ဇီရိုဝင်းနဲ့ကအိုးစီပုံမောင်းတန်းနဲ့ကြားလို့ပါဗျာ။ကပိယာကြီးစိတ်ထင်လို့နေမှာပါ။တွားတွားတွားကြီးတော့တွား ျွန်တော်ကအိတ်ဆက်ဖို့အတွက်အိတ်ရတဲ့ကိုဝင်လာပြီးတော့ခေါင်းပေါ်ကိုခေါင်းချမိအောင်ရှိသေးတယ်ဇီရိုခွင်းထဲကတချင်းစုတန်ကိုကြားရတာကြောင့်နားဆွင့်နေမိပါတယ်ကျွန်တော်ကလည်းအိတ်ရထဲမှာထွက်ပြီးတော့မီးရုပ်ဆောင်ကယူလာခဲ့လိုက်ပါတယ်ဆရာတော်ကြီးမသိအောင်ဇီရိုခွင်းမှာကိုထွက်လာခဲ့လိုက်ပါတော့တယ်လာရောက်ထင်းထင်းတာနေတာမလို့မီးရုပ်ဆောင်ကိုလည်းမထွန်းသေးပါဘူးဟမ် ချောင်းကမာဘီကဇီရီပြက်နားမှာတော့အဖြူရောင်အင်ကြီးအဖြူရောင်ထိုင်မသိန်းလုံကြီးကိုဝစ်စင်လာတဲ့အသက်20ရွယ်မိန်းကလေးဟာလွမ်းဆွေးဝဲတခြင်းတစ်ခုကိုတီးဆွနေပါတယ်ကျွန်တော်ကလည်းတစ်ပင်အွယ်ကနေပြီးတော့အမောင်ရိတ်ကိုအားကိုးကကြည့်နေမိပါတယ်မိန်းကလေးရဲ့ပခုံးပေါ်ကပဝါဖြူလေးရလဲဟိုဒီလွတ်နေခဲ့ပါတယ်မိန်းကလေးကပားပြင်ကမျက်ရည်တွေကိုတုံနေပါတယ်အဲ့ဒီမိန်းကလေးကတခြင်းတန်ဆုံးနာနဲ့တပြိုင်နက်တည်းဇီရီပြက်ရဲ့တစ်ဖက်ကိုရှောက်သွားခဲ့ပါတယ်ဇီရီပြက်ကလည်းကွယ်သွားတာကြောင့်ကျွန်တော်ကမိန်းကလေးကိုမမြင်ရတော့ပါဘူးသူပဲမလဲကျွန်တော်ကစိတ်ကိုတင်းပြီးတော့ဇီရီပြက်နားကိုအမြန်ရှောက်လာခဲ့လိုက်ပါတယ်ဟဲ့မိန်းကလေး မင်းကလေးကျွန်ုပ်ကဇေဒီပြနာကိုရှောက်လာပါတယ်ဟမ်ကျွန်ုပ်မှာဆက်လျှောက်လေချောင်းထဲကိုကြားတော့မယ်ဆိုတာကိုသိလိုက်ရတာကြောင့်ရက်နေလိုက်မိပါတယ်ဇေဒီရဲ့တစ်ဖက်မှာချောင်းကမ်းမကြီးဖြစ်နေပါတယ်ချောင်းထဲကိုငုံကြည့်ပေမဲ့လည်းဘာမှမတွေ့ရတာကြောင့်ကျွန်ုပ်ကကြောက်စိတ်တွေဝင်လာပြီးတော့ကြောင်းကိုဟန်မပြက်ပြန်လာခဲ့ရကြောင်းရောက်တော့မှ0ကိုင်းထဲမှာမီးရှို့ဆောင်ကြံနေခဲ့တာကိုသတိထားမိပါတော့တယ်အရင်ညကကျွန်ုပ်ကတော်တော်နဲ့အိတ်မပြောပဲရှိနေခဲ့ပါတယ်ကပိယအိညာ0ကိုင်းကိုထွက်သွားတာသိတယ်0ကိုင်းနေရာမှာယာယီနန်းဆိုင်သွားတယ် မြန်မာမင်းနဲ့တူပါလာတဲ့မင်းသမီးလေးတစ်ပါးဟာငှက်ဖျားယောဂာနဲ့ကံတော်ကုံသွားရှာတယ်။အဲ့ဒီမင်းသမီးလေးကစိတ်ရဲ့ဆွဲလမ်းမှုကြောင့်မကျွတ်မလွတ်ပဲပရာလောကသားဘဝနဲ့0ကွင်းထဲမှာကျင်လည်ကြက်စားနေမှာပေါ့။လတာတဲ့ညတွေဆိုလို့ရှိရင်0ကွင်းထဲမှာတချင်းစုတန်တွေကြားနေရတာကြာပြီးကပ်ပြရရဲ့။ပရာလောကသားတွေကသွေးဆောင်တာကိုလူတွေကတကယ်ထင်ပြီးတော့စူးစမ်းလေ့လာမိလို့ရှင်။သွေးလန့်သွားတာမျိုးတွေရှိတယ်ကွ။တပည့်တော်ဆင်ခြင်မိပါတယ်ဖေ။ကျွန်တော်ကလတာတဲ့ညတွေမှာကြားရတဲ့တချင်းစုတန်ကိုဂရုမထားမိတော့ပါဘူး။ လာတာညမှာတွေ့ခဲ့ရတဲ့မင်းသမီးလေးကိုဖះရှိကိုပြီးတဲ့အမြတမ်းပေးဝေခဲ့ရမကြမီမှာပဲ0ခုနဲ့ကတချင်းတန်ကိုလုံးဝမကြရတော့ပါမင်းသမီးလေးကကျွတ်တန်းရပြီးတော့အခြားသောဘဝကိုရောက်သွားပြီလို့ကျွန်တော်မှတ်ယူပြီးတော့ဝမ်းသာနေမိပါတော့တယ်ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်မနေ့ပြန်နေမနေ့ပြန်နေမနေ့ပြန်နေဆိုတွေ့ပြီးတော့ဘာဖြစ်လို့စိတ်ညစ်နေရလဲအရေးကြီးဆုံးကဒီကနေ့ပဲသင်ကိုယ်တိုင်သင်ကိုယ်သင်တိဆောက်ရလိမ့်မယ် တကူရေးစွမ်းဆောင်ရည်ပြီးသွားတဲ့ professional တယောက်ဖြစ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ profit mobile ဖုန်းမြင်တင်တဲ့ကြောင်အကျိုးဆိုလိုက်ပါတယ်ဗျာကျွမ်းကျင်တဲ့ဝါရင်ဆရာတွေကလည်းထိရောက်တဲ့သင်ကြားမှုစနစ်တွေနဲ့စာတွေ့ရောလက်တွေ့ရောတူးချင်းစီကိုစိတ်ရှည်လက်ရှည်နဲ့အသေးစိတ်သင်ကြားပေးနေတဲ့သင်တန်းမှာနားမလည်လိုက်တဲ့သင်ခန်းစာတွေအတွက်ကိုလည်းအချိန်မရွေးပြန်လည်သင်ကြားနိုင်တဲ့အခွင့်အရေးကိုလည်း profit ကပေးထားပါသေးတယ်ကျွမ်းကျင်အောင်မြင်တဲ့သင်တန်းသားပေါင်းထောင်နဲ့ချီကိုမွေးထုတ်ပေးခဲ့ပြီးတော့လက်ရှိမှာလည်းသင်တန်းသားပေါင်းများစွာကိုသင်ကြားပေးနေတဲ့ဘဝအမှတ်ကံချက်ရှိတဲ့တခုတည်းသောသင်တန်းကြောင့်မှာဖုန်းစာပစ်ဆိုင်တွေမှာဝင်ရောက်အလုပ် ုတ်ကင်မှလားကိုပိုင်ဆိုင်ဖွင့်မှလားဒါမှမဟုတ်ဖုန်းရောင်းဝယ်လုပ်မယ်ဆိုတဲ့သူတွေအတွက်ကိုလည်း profit mobile ဖုန်းမြင်တင်တဲ့ကြောင့်ကိုတက်ရောက်ပြီးတာနဲ့ကိုကြိုက်နှစ်သက်ရာကိုယုံကြည်မှုအပြည့်နဲ့ရွေးချယ်ရှောက်လန်းနိုင်မှာပဲဖြစ်ပါတယ်နေကလာတက်ကြမယ်တင်တဲ့သားတွေအတွက်ကိုလည်းနေဖို့ထိုင်ဖို့အဆောင်ကစားတင်တဲ့ကပဲစီစဉ်ပေးပါလိမ့်မယ်ကျန်တဲ့သိချင်သေးတဲ့အသေးစိတ်အချက်အလက်တွေကိုတော့ profit mobile ဖုန်းမြင်တင်တဲ့ကြောင့်ရဲ့ facebook page ကနေပဲဖြစ်ဖြစ်ဒီရောက်ကဖုန်းနံပါတ်လေးတွေကနေပဲဖြစ်ဖြစ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်စိတ်ကူးအိမ်မက်တွေကိုဖန်တီးပုံဖော်နိုင်မဲ့တင်တဲ့အစီမိုဘိုင်းဖုန်းမြင်တင်တဲ့မှာဆို profit